မောင်တော်တိုက်ပွဲအတွင်းဘေးလူရာကိုတင်းရှောင်ခဲ့ကြရတဲ့မွတ်စလင်စစ်ပီးရှောင်တွေကိုမောင်တော်မျိုးပေါ်ကသူတို့ရဲ့နေအိမ်တွေမှာအာရခတတူအီအီကပြန်လည်နေထိုင်ခွင့်ပေးလိုက်ပြီလို့ဒေသခံတွေစီကနေသိရပါဗျ။ဧပြီလ9ရက်နေ့မှာရက်ကွက်1နဲ့ရက်ကွက်4ကိုဝင်ရောက်ခွင့်ပြုခဲ့ပြီး10ရက်နေ့မှာတော့ရက်ကွက်2ကမွတ်စလင်စစ်ပီးရှောင်တွေဝင်ရောက်ခွင့်ရခဲ့ကြတယ်လို့စစ်ပီးရှောင်ဒေသခံမွတ်စလင်တယောက်ကပြောပါဗျ။စစ်ပီးရှောင်နေရှင်ကာလအတွင်း နေအိမ်တွေဖောက်ထွင်းခံရတာတွေရှိခဲ့ရင်ပျောက်ဆုံးပစ္စည်းတွေကိုစီးရင်နဲ့အတူအာရခပြည်သူတော်လှန်ရေးအစိုးရစီကို တိုင်တန်းဖို့မှကြားလိုက်တယ်လို့လေလာဖိုးခေါင်ယာယီဒုက္ခသည်စခန်းကနေနေအိမ်ကိုပြန်ခွင့်ရခဲ့တဲ့မွတ်စလင်လူကြီးတယောက်ကနရင်းစရာကိုပြောဆိုပါရယ်မောင်တော်မျိုးအတွင်တိုက်ပွဲကာလမှာမြို့နေဒေသခံတွေစစ်ပီးရှောင်နေခဲ့ကြရတဲ့အချိန်မှာ ဖောက်ထွင်းခိုးယူမှုကျူးလွန်နေဒေသခံအယောက်တရာကျော်ကိုအာရခတက်တော် EE ကဖမ်းဆီးအရေးယူပြီး ထောင်ဒဏ်အသီးသီးချမှတ်ထားတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။